နံပါတ်27လေးလဲ implicit function ပဲအဲ့တော့ပုံစံလေးအရင်ဆုံးကူးလိုက်မယ်မိကုံးလေးမိကုံးကပေးချက်လေးအရင်ကူးမယ် x e power y plus ln xy equal sin x အဲ့ဒီထဲမှာ exponential function တွေရော log function တွေရော sin function တွေရောအကုန်ပါတယ်ဒီမိကုံးကနော်အဲ့တော့ differentiate differentiate with respect to ace on both sides ace နဲ့ရှိပ်ပါမယ်ဘယ်ဘက်ကိုလဲနှစ်ဖက်စလုံးကိုရှိပ်မယ်အဲ့တော့ဒီမှာ ace ကလည်း variable ပဲ y ဒီလည်း variable ပဲဘာလုပ်ထားလဲဆိုမြှောက်ထားတာအဲ့တော့ရှေ့ထားနောက်ကိုရှိပ်ဆရာမဒါအစစ်မကျော်ပဲနဲ့ရေးပြပါမယ် plus နောက်ကိုထားရှေ့ကိုရှိပ် plus ln ကိုရှိမ့်မယ်1 over xy a မဟုတ်ဘူး xy မလို့ xy ပြန်ရှိပ်ပေးရမယ် dxy over dx equal sin ကိုရှိ့တော့ cos x က x ပဲ e power y ကိုရှိ့တော့ e power y x မဟုတ်ပဲ y ဖြစ်နေလို့ပြန်ရှိပ်ပေးရမယ် plus e power y dx by dx က1ဆိုတော့မရေးတော့ဘူး1 over xy ဒီမှာ xy variable နှစ်ခု shape ကိုထားနောက်ကို shape glass နောက်ကိုထား shape ကို shape dx over dx ဒါတကယ်တော့1ဖြစ်သွားမယ်ရေးလိုက်ရတယ်เนาะ cos x က cos x ပဲပြီးရင်ဒီမှာ x e power y dy over dx ဘာမှလုပ်လို့မရသေးဘူး e power y ဝင်မြောက်မယ် x ကျေသွားပြီ dx နဲ့ dx နဲ့ကျေသွားပြီ 1 over y dy over dx plus y နဲ့ y နဲ့ကျေသွားပြီးဝင်ပြောင်းလိုက်တော့1 over x dx နဲ့ dx နဲ့က dx by dx က1ဆိုတော့မရှိတော့ဘူး equal cos x လိုချင်တာ dy by dx မလို့ပုံထုတ်မယ် x e power y plus 1 over y dy over dx equal to cos x ကဟိုဘက်ချမ်းမှာရှိတယ်ဒီဘက်ကဟာဒီလာပို့တယ် minus 1 over x ်လိုချင်တာဒီ y by d x ဖြစ်တဲ့အကြောင်းမြောက်ထားတဲ့သွားစားမယ် cos x minus e power y minus 1 over x divided by x e power y plus 1 over y ဘာမှညှိမနေတော့ဘူးညှိလည်းမထူတော့ဘူးခြေလို့မရတဲ့အတွက်ဒီမှာပဲဆရာမတို့ထားခဲ့ပြီရမယ်နော်နောက်တစ်ပုဒ်နံပါတ်28သူလဲ implicit function ပဲ မိကွန်းလေးပြန်ပြီးယူပါမယ် e power h y equal 3 power h at y 2 h ကလည်း variable y ကလည်း variable allen fashion နှစ်ခုမြောက်ထားတယ်ရှေ့ကိုထားမယ် h နောက်ကိုရှိမ့်မယ် d allen y divided by dx plus နောက်ကိုထားမယ် allen y ရှေ့ကိုရှိမ့်မယ် dx over dx plus e power x y ကိုရှိမ့်မယ် e to the power x y x y သည် variable ဖြစ်တော့ပြန်ပြီးတော့ပြန်ရှိမ့်မယ် x မဟုတ် x တစ်ခုတည်းမဟုတ်တဲ့ကြောင့်ပြန်ရှိမ့်မယ် dx y over dx equal to 3 power x variable ထားမယ်မြောက်တဲ့ root ဆိုတော့နောက်ကိုရှိမ့်မယ် dy 2 over dy dx ပြောတာเนาะ x နဲ့ရှိတာ plus နောက်ကိုထားမယ် y 2ရှေ့ကိုရှိမ့်မယ် d 3 power x over dx ဒီလိုရမယ် ln y ကိုရှိမ့်မယ်1 over y ace မဟုတ်ဘူး wine ဖြစ်နေတဲ့ကြောင့်ပြန်ရှိရမယ် dy over dx alan wine နောက်ကဟာ wine ဖြစ်သွားမြေးတော့ဘူး e power ace wine ဒါ plus เนาะဇာတွေက e power ace wine ဒိုင်မဲ့ထားမယ် ace wine variable နှစ်ခု ace လဲ variable wine လဲ variable ရှေ့ထားမယ် ace နောက်ကိုရှိမယ် dy over dx plus နောက်ကိုထားမယ် wine ရှေ့ကိုရှိမယ် dx over dx မရေးလိုက်ရတယ်1ဖြစ်သွားပြီဆိုတော့ equal to 3 power x က3 power x ပဲ y2 ကိုရှိမ့်မယ် power ရှိချ3တခု short y square 3 y square ပြန်ရှိမ့်ရမယ် dy over dx အဲ့ဒါကိုမေ့ခဲ့တတယ်နော် plus y2 ကဒီတိုင်းပဲထားမယ်3 power x ကိုရှိတော့3 power x ln 3နော် formula လေးတွေတော့မေ့လို့မရဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာ x y dy over dx plus LNY ဝင်းမြောက်မယ် e power hy x လဲရှိသေးတယ်ဆိုတော့အဲ x လေးနည်းနည်းလေးရေးရတာရှင်းအောင်ဆရာမရှေ့မှာထုတ်ရေးလိုက်မယ် x e power hy dy over dx ဝင်းမြောက်တဲ့ plus y e power hy dx by dx က1ဆိုတော့မရေးတော့ equal ဒီနောက်ကဟာက3ရ constant လေး 3ရဲ့ပုံမှန်ပါဝါတစ်ထက်ရှိတယ်ဒီမှာလည်း base က3ဆိုတော့အတူတူဆူရှင်းလိုက်တယ်3 power h 1နောက်က y square dy over dx plus ဒါလေးက ln3 က constant ဆိုတော့ရှင်းနာလေးကိုထုတ်ရေးလိုက်တယ်3 power y2 3 power x နော် ln3 y2 3 power x နော်ဒီလိုလေးရေးလိုက်မယ်အဲ့တော့ dy by dx တွေစုပြီးတစ်ဖက်ထဲမှာ x over y plus 8 e power 8 y ဟိုဘက်ကလာတာ minus ဖြစ်သွားတယ်3 power 8 plus 1 y square the whole dy by dx equal ဒီဘက်မှာကျန်တာ ln 3 y 2 3 power 8ဒီဘက်ကလာတာ minus ln y minus y e power 8 y เนาะဒီနှစ်ခုကအပေါင်းတွေကအနှုတ်တွေဖြစ်ကုန်ပြီဒီဘက်ကိုရောက်တော့အဲ့တော့ဒီမှာလိုချင်တာဒီ dy over dx ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Allen 3 Wine 2 3 power 8 minus Allen Wine minus Wine e power xy divided by x over y plus x power x e to the power xy minus 3 power x plus 1 y square ဒါဘာမှဆက်ပြီးတော့ပုံထုတ်တာတွေခြေတာတွေလုံးလို့အဆင်မပြေတော့ဘူးမထူးတော့ဘူးဆိုတော့ဒီမှာပဲအဖြေကို ရက်ခဲ့ပြီနော်ဒီတိုင်းပဲအဖြေထွက်သွားပြီပေါ့နော်အဲ့တော့သတိလေးထားပြီးတည်တည်ချာချာလေး differentiate လုပ်သွားမယ်ဆိုရင်ဒါလေးတွေကလည်းအမှတ်ပြရနိုင်ပါတယ်နော် y ဆိုရင်ပြန်ပြီးရှေ့ပြရမယ်နောက်တစ်ခါ function ဒီ x မဟုတ်ဘူး x 2 2x အဲ့ဒါဆိုရင်ဆရာမတို့ပြန်ပြီးနောက်တစ်ချိန်ပြန်ရှေ့ပြရတယ်နော်ဒါဆိုရမယ်တဲ့နော်ဒါဆိုရင် chapter 8အခန်းလေးပြီးသွားပါပြီ ဒီမှာပဲပြီးတော့ပါပြီเนาะချက်တာ8က session D မပါတဲ့အတွက်ကြောင့်ဒီမှာ session C မှာပဲနောက်ဆုံးပြီးတော့ပါပြီဒီ video file လေးကနောက်ဆုံးပါပဲเนาะ